သောဥဆောင်စီရတော့တပါဖြစ်တဲ့ဥပမောင်သားကပိတ်ကျုံးလူတမိုးမှာတည်ရန်ချမှတ်ခံထားရတဲ့ရခိုင်လူမျိုးနှစ်ဦးကိုအញ្ញံဆုံးပြန်လွတ်ပေးဖို့တောင်းဆိုလိုက်တဲ့အပြင်ဒီကိစ္စအတွက်မြန်မာနိုင်ငံသားတွေနီးတူစစ်မှုထမ်းဖို့လိုအပ်မယ်ဆိုရင်လေတင်ငန်းချုပ်ပြီးတနက်ကင်မှုအတင်းရှိနေပြီလို့ဥပမောင်ခါကပြောကြားလိုက်ပါတယ်။အဲ့ဒီဖိုလ်လို့ရှိရင်နိုင်ငံသားတိုင်းစစ်မှုထမ်းတဲ့ဖိုလ်တဲ့ဥပဒေကိုလည်းဘုန်းကြီးတို့ကပြတ်ထမ်းတဲ့နယ်လို့ထင်တယ် ပြီးတော့အဲ့လိုကိစ္စမျိုးနဲ့ပတ်သက်ရင်ယခုလည်းပဲသင်္ကန်းကိုချက်ပြီးတော့တနက်ကိုကန်ရဲတယ်ဆိုတာဒီနေရာကနေရဲရဲဝံ့ဝံ့ပြောရပါရန်ကုန်မြို့ခန်းမြို့နယ်ဘူစိန်မန်းအားကစားကွင်းမှာကျင်းပတဲ့လက်ကျွန်းလူသုံးမှုတရက်ခမဦးလွတ်မြောက်ရေးအတွက်ဆန္ဒဖော်ထုတ်တောင်းဆိုပွဲကိုအမျိုးဘာသာသာသနာစောက်ရှောက်ရေးအဖွဲ့ကဆရာတော်တွေကဦးဆောင်ဟောပြောခဲ့ပြီးဥနေမျိုးဝေမြမအမျိုးသားရေးကွန်ရက်ဝင်တွေစသည်ဖြင့်အထက်ပြည်နဲ့မွတ်စလင်စန့်ကျင်ရေးအင်အားစုတွေတက်ရောက်ခဲ့ပါတယ် အင်္ဂလန်နိုင်ငံကအမျိုးသမီးတဦးကိုမရင်ကျင့်လူတတ်မှုအင်္ဂလန်နိုင်ငံကမျိုးသားတဦးကိုတတ်ဖြတ်မှုတို့နဲ့ထိုင်းတရားရုံးကပြစ်မှုထင်ရှားကြောင်းဆုံးဖြတ်ခံရတဲ့ဇော်လင်းနဲ့ဝင်းစော်ထွန်းတို့တည်တံချမှတ်ခံရခြင်းကိုမကျင့်တတ်တဲ့အတွက်ဆန္ဒပြသူတွေဟာဗိုလ်စိမ်မှန်ကွင်းကနေထိုင်းတန်ယုံရှိအထိတွားရောက်ဆန္ဒထုတ်ပေါ်ခဲ့ကြပါသေးတယ်။ တယ်ဘောလင်းနဲ့ဝင်းဘူးလားတော့မပြောကောင်းပုံကောင်းပေါ့နော်တခုခုလက်လက်ချင်းဖြစ်သွားမယ်ဘုန်းကြီးတို့ကညူကြဲတယ်ဘယ်ငန်းချစ်ပြီးတော့စစ်တပ်ရောအကြောင်းမဟုတ်ဘူးဟုတ်လားအဲ့ဒီစကားကသူလည်းနောက်ပဲသူလည်းအဲ့ဒီလိုပဲပြောမယ်နောက်လည်းအဲ့ဒီလိုပဲပြောမယ်ဟုတ်လား